ဟန်တာရီယူနိုက်တက်တင်ဟာပဲခူးမျိုးကသူတို့အသင်းပိုင်ခွင့်ဖြစ်တဲ့ Grand Rye Stadium ကိုအိမ်ခွင့်ဖြစ်ပြန်သုံးဖို့ရှိနေပါတယ်။လက်ရှိအချိန်မှာထိမ့်သိမ်းမှုသာပြုလုပ်ထားတဲ့ခွင့်ကိုပြင်ဆင်မှုတွေပြန်လည်ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ အိမ်ကွင်းပြင်ဆင်မှုအချိန်မီပြီးစီးခဲ့မယ်ဆိုရင်တော့2025-26ဘောလုံးရာသီဒုတိယကြော်မှာတက်ခန့်ကျင်းပဖို့စီစဉ်ထားပါတယ်။ဟန်တာရီအိမ်ကွင်းဟာပရိသတ်9000ဝန်ဆန်းပြီးအသင်းကိုစားပြုရာကိုတိုင်းမြို့တော်ကိုမြို့မှာတည်ရှိပါတယ်။အင်ကွင်းပွဲစဉ်တွေဖြစ်2020ဘောလုံးရာသီမှာနောက်ဆုံးကျင်းပခဲ့ပြီး၅နှစ်ကျော်အင်ကွင်းလက်ခံကျင်းပခြင်းမရှိဘဲပြိုင်ပွဲဝင်ခဲ့တာပါ။ အိမ်ကွင်းပြန်လည်လက်ခံကျင်းပဖို့အတွက်ကွင်းမြက်ခင်းပြင်ကိုအဓိကထားပြုပြင်ရဖို့ရှိနေပါတယ်။